ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ကျောင်းသူလေးများနဲ့မလိုက်မဟုတ်။ဝင်ခွေပြုတ်ပါစရာ။ဝင်လာခဲ့ဝင်လာခဲ့။ဘာလို့ဒီလောက်တော့ကြာနေရလဲ။နင်တို့နေရာဘယ်ရီသွားနေရမလို့လဲ။ဆရာရဲ့တမီးတို့ကအလန့်သွားဝင်နေလို့ပါ။ဒီမှာကြည့်လေ တမီတို့ရဲ့အယောင်ဆောင်လှပြီးအားလုံးတဲ့အလှဆောင်အလံတိုင်းလေးဟုတ်ပါပြီဟုတ်ပါပြီအခုကိုယ်တိုင်ကောင်မှသွားထိုင်ကြတော့ program စတင်တော့မယ် program လေးပါမလားပြောဖို့ကောင်းတော့မှာပဲဒါဆိုကလေးတွေအားလုံးရောက်ကြပြီလားအားလုံးရောက်ပါပြီဆရာတိုင်းမဲ့လေဆရာမမြင်တော့တမီတို့လည်းဘာမှမတတ်နိုင်ဘူးလေရိုင်းလိုက်တာကွယ်စကားဘယ်လိုပြောနေရလဲဆရာဒီကြောင်ရဲ့ကြောင်ဆိုတာမေ့သွားပြီလားမိပိုင်အရှိ့ကိုကြည့်ပါဦးဒီတခါတော့အစရိယာမလိုက်မုတ်တွေအများကြီးတင်ထားရင်ကြည့်လာအောင် အငဲထားလိုက်ကြတာဟဲ့တချို့ကျင်းငတ်တွေမလိုက်မောက်စားဖို့အတွက်နဲ့ရှစ်လပိုင်း15ရက်ကိုကြောင်းလာတက်ကြတာပါဇက်ပိတ်ထားစမ်းစကားရင်အများကြီးမပြောနဲ့မဟုတ်ရင်နေ့ရရှင်နေ့ရှောင်းလေအပြင်ဆွဲထုတ်ပြီးဖျက်ပလိုက်မှာ ပြောနေရပုံမှာမသိရင်ဘာမှမစားမတော့တဲ့အတိုင်းပဲရေးတော့ပြီးရောပဲရှင်းတန်နေကြတာပဲအခုရော နေမလိုက်မောက်မစားအောင်လားကြည့်အောင်မေစားမှာပေါ့တီချာပေါက်ကိုစားမှာဘာလို့မစားရမှာလဲနေဖီရဲ့မလိုက်မောက်မဟုတ်တာငါတို့နိုင်ငံမလိုက်မောက်လေတီချာပေါက်ကိုစားမှာပေါ့ဟေ့ ။ငါရဲ့ဖေကိုဘာလို့ဆွဲထည့်နေရလဲ။နောက်တစ်ခါပြောရဲပြောကြည့်။သွေးကြောင်စီးစီရမယ်နားလေလား။နေတို့နှစ်ယောက်ဘာလို့ရန်ဖြစ်နေကြလဲ။ခဏလောက်တော့တီးခန့်ကြစမ်းပါ။ကလေးတို့ဒီနေ့ကအရင်ကိုပြောင်းရွှင်ဖို့ကောင်းတဲ့နေ့ရက်လေးတစ်ခုပါ။ဆရာတို့ရဲ့ကြောင့်မှနိုင်ငံတော်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့ရှင်းလာပိုင်း15ရက်နေ့ကိုဆင်နေနေကြတာပါ။ဒီတိုင်းလေးပဲနိုင်ငံတော်ကြီးကရှေ့ဆက်ပြီးတိုးတက်လာဖို့အတွက်ဖျားစီမှာဆွတ်တောင်းပါလွတ်လပ်ရခဲ့တဲ့ရှစ်လပိုင်း15ရက်နေ့လူတိုင်းပြောင်းရွှင်ခွင့်ရခဲ့တဲ့ရှစ်လပိုင်း15ရက်နေ့နိုင်ငံတော်ကြီး ိုးတက်ကြီးပွားပါစေ နိုင်ငံတော်ကြီးတိုးတက်ကြီးပွားပါစေ နိုင်ငံတော်ကြီးအထွတ်ရှိပါစေနိုင်ငံတော်ကြီးအထွတ်ရှိပါစေဆရာကြီးအရှိမထားတိုင်းမလိုက်မုတ်တွေကဘသူအတွက်လဲဒါရီအားလုံးကကလေးတို့အတွက်လေဒါဆိုဘာလို့စပွဲပေါ်မှာတင်ထားလဲသမီးတို့မြ мян လေးဝေပေးလိုက်ပါတော့ရှင်ကောင်းလေးကနားနေပြီဆရာမလိုက်မုတ်တွေကညှက်ပတ်တော့မယ်ဆရာမလိုက်မုတ်မညှက်ပတ်ခင်သမီးတို့ဝေပေးလိုက်ပါတော့နော်သမီးတို့ရဲ့ပိုက်ထဲဝင်သွားလိမ့်မယ် ဟုတ်တယ်ဆရာမလိုက်မှုတွေဝေပေးပါတော့လားပိုက်စာနေပြီရှစ်လပိုင်းတရက်နေ့မှမလိုက်မှုစားဖို့အတွက်နှစ်ရက်တောင်ဘာမှမစားဘဲနေနေရတာဒီနေ့မှမလိုက်မှုတွေကိုဘိုက်ပြောင်းစားမလို့လေဆရာကြီးလေပန်းပြောတာမှတ်ပါတဲ့ပရိုဂရမ်လုပ်ပြီးတော့ရောဘာရောက်မှမဟုတ်လို့လေရှေးပညာရှင်တွေကပြောကြတယ်အရင်ဆုံးဘိုက်ပြောင်းစားပြီးမှအလုံးဆက်လုံးတဲ့ကလေးတို့ရေခဏလောက်တော့တီးခံကြပါဦးစားကျင်စိတ်ကိုလည်း control လုပ်ထားကြမလိုက်မှုဝင်အားလုံးပြီးမှာပါစိတ်မပူကြနဲ့ကောင်းပြီ ဒါနဲ့ပြောပါအောင် program အတွက်ဘယ်သူတွေပြင်ဆင်ခဲ့ကြလဲဘာမှမပြောနိုင်မိပန်ဘာမှမပြောနိုင်မဟုတ်ရင်အချိန်တွေကြာသွားလိမ့်မယ်မလိုက်မောင်မြင်မြန်စားရတော့မအောင်မဟုတ်ဘူးတမီးပြင်ဆင်လာခဲ့ပါရဲ့ဆရာဒါဆိုအရှိတ်ထွက်လာခဲ့ကလေးမြင်မြန်လေးထွက်ခဲ့ program စတင်ပါတော့မယ်ဆရာကြီးမြင်မြန်လေး program အဆုံးတက်လိုက်ပါတော့ဘိုက်တွေလည်းစားနေပြီမြင်မြန်လေးမလိုက်မောင်တွေဝေပေးလိုက်ပါတော့အငက်မရေ program လည်းစတင်ခွင့်ပေးပါအောင်စတော့မစသေးဘူးအဆုံးတက်ချင်နေရလား လေသိပ်ပြီးအောင်ဝေးပါမနေနဲ့လှုပ်ရှားရှားပဲလှုပ်မဟုတ်ရင်လည်းကုတ်ထန်ကောင်မှပြန်ထန်လိုက်တော့ငါတို့ရဲ့အချိန်တွေလာဖြောင်းမနေနဲ့မဟုတ်ရင်နေ့ကိုဒီနေရာမှာတည်းသတိမေ့သွားတဲ့အထိရိုက်လိုက်ပါနော်ကဲဒီရှိကိုထွက်လာစမ်းစကားများမလို့လားစိုးပြမယ်ဆိုစိုးပြတော့လေကောင်းနေကောင်းနေအရန်ကောင်းနေဒီကနေထွက်သွားလိုက်တော့ရေလေးပါလေးလဲချုံအောင်ငညစ်ပတ်မှနောက်ထပ်ဘသူရှိသေးလဲရှီဟာတမီးထွက်ဆုံးမယ်ကောင်းပြီမြ мян လေးထွက်လာခဲ့တော့မြ мян လေးဆိုပြီးပြန်သွားထိုင်လိုက်တော့ ကောင်းနေကောင်းနေအရန်ကောင်းနေနောက်တစ်ခါလောက်နောက်တစ်ခါလောက်ဆိုပြပါဦးတငယ်ချင်းရေနားထောင်လို့ကောင်းနေရောပဲလီဒီယာနေထွက်သွားလိုက်ကြော့တငယ်ချင်းရေငါ့အတွက်နဲ့နောက်တစ်ခါလောက်ဆိုပြပါဦးဒီကနေမြင်မြန်လေးသွားလိုက်တော့ငါ့ရဲ့အချင်တွေလာဖြုံးနေနဲ့နောက်တစ်ခါလောက်ပါပဲတငယ်ချင်းရေဒါနောက်ဆုံးပဲနားထောင်လို့အရန်ကောင်းလို့ပါကွာသွားလိုက်ပါတော့မြင်မြန်လေးသွားလိုက်ပါတော့အခွင့်အရေးပြနေအောင်သွားလိုက်မဟုတ်ရင်ငါနေ့ကိုတုံတုံလေးပြလိုက်ပါနော်ဒါနေကဘလို့လီတန်နဲ့စကားပြောနေရလဲ နေနဲ့ငါစကားမပြောချင်သွားလိုက်တော့မဟုတ်ရင်နေကိုငါရိုက်ထုတ်မှာနော်ဆရာကြီးအခြားတယောက်ကိုလည်းစိုးခိုင်းပါအောင်လားသူတယောက်တည်းအကုန်စိုးတော့မလို့လားဆရာကြီးမလိုက်မော့ဝေပေးလိုက်ပါတော့ပြီးကြမှာ program AACT ကျင်းပကြမယ်ဘိုက်ထဲမှာကြွက်တွေပြေးနေပြီခဏနေပါဦးပြင်ဆင်လာတဲ့သူတွေကိုစိုးခိုင်းလိုက်ပါအောင်မလိုက်မော့ကပြီးရင်လည်းဝေပေးမှာပဲဘာလို့စိတ်ပုံနေကြလဲအားလုံးကသမီးတို့အတွက်ပဲဦးမိပန်မိနီနေတို့တယောက်တည်းကဘသူမှထားပြီးမစိုးရအောင်နော် ထဆိုမယ်ဆိုရင်ငါနင်းတို့ဘယ်တော့မှစကားမပြောတော့ဖျက်လိုက်တော့ကဲအခုဘသူထွက်လာမှလဲဆရာကြီးတမိဆိုမယ်နင်းကအရင်တချင်းဆိုခြင်းနေရပေါ့လေငါနင်းအခုဘာလုပ်မလဲကြည့်နေလိုက်တော်လိုက်တာအရင်တော်တာပဲဒီတစ်ခေါက်တော့အားလုံးကအကောင်းဆုံးပြင်ဆင်လာခဲ့ကြတယ်အချီသုံးတက်မှထိုင်နေသူတွေရရောဘာမှမပြင်ဆင်လာကြအောင်လား16ရက်နေ့အတွက်ပြင်ဆင်လာခဲ့ပါရဲ့ဆရာ16ရက်နေ့အတွက်ဘာကြီးပြင်ဆင်လာကြလဲဆရာကြီးတမိတို့ကမိသွားလို့ပါ မေးရအောင်ရှစ်လပိုင်း15ရက်နေမှာစာမေးပွဲရှိရမလို့လားငါ့အယူလုံးမနေကြနဲ့နေတော့လည်းမသိလားကြာနေရပဲငါ့အကြောင်းအုပ်ကမိပိုင်အ ਨੇ ဆုံးတမီးတော်ဆိုပြမှာဖြစ်မယ်တမီးကအတန်းကောင်းဆောင်လေဒီလိုမြ мян လာပြီးတခုခုလာဆိုပြအေးဟုတ်တယ်ဟာနည်းနည်းလောက်သွားဆိုပြလိုက်ပါလားနည်းနည်းလေးပဲဆိုတော့အများကြီးမဆိုနဲ့အရင်ဆုံးဒီရှိကနေအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါရင်ပြီးတော့ကြောင်းအကျိုးလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရင်ငါရဲ့ချရတဲ့ငယ်ချင်းတို့ အတန်းသာအားလုံးကိုရှစ်လပိုင်း15ရက်နေ့မှာကောင်းချီရီပိုင်ဆိုင်ရပါစီလို့ဆွတောင်းပေးပါရင်ဒီနေ့မှာငါတို့ကငါတို့ရဲ့နိုင်ငံတော်လွတ်လပ်ရေးနေ့ပွဲတော်ကျင်းပနေရပဲဖြစ်ပါရင်ရှစ်လပိုင်း15ရက်နေ့ရဆိုငါတို့ရဲ့မြန်လို့ထားရနေ့လေးလည်းဖြစ်ပါရင်ဒါကြောင့်ရှစ်လပိုင်း15ရက်နေ့မှာအားလုံးပဲပျော်ရွှင်မှုတွေပိုင်ဆိုင်ရပါစီလို့ဆွတောင်းပေးလိုက်ပါရင်နိုင်ငံတော်ကြီးတိုးတက်ကြီးပွားပါစေနိုင်ငံတော်ကြီးအထုတ်ရှိပါစေအရောက်ကောင်းတဲ့သမီးအရောက်ကောင်းတဲ့သမီးရဲ့နေရာမှာသွားထိုင်လို့ရပါပြီ။ နောက်ထပ်ပြင်ဆင်လာတဲ့သူတွေရှိသေးလားမရှိတော့ပါဘူးဆရာဘယ်သူမှမရှိတော့ပါဘူးမြ мян လေးမလိုက်မုတ်ဝေပေးပါတော့အဲဒီနောက်မှာတော့ဆရာကအားလုံးကိုမလိုက်မုတ်တွေဝေပေးလိုက်ပါအောင်ရင်ကလေးတွေအားလုံးကလည်းမလိုက်မုတ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့စားတော့ပြီးတော့အိမ်ကို ပြန်သွားလိုက်ကြပါအောင်ရင်ကုကုစားကလေးရဲ့ဖတ်သေးပါတီတာလေးကုကုစပားစားလိုက်အောင်လေမစားကြုံမေတော့စပားမစားကြုံအမိသားအတွက်တည့်အတီးယူလာပေးခဲ့ပါလားတော့အတီးအတီးပဲစားကြင်တာ ုတ်ပါပြီသားရဲ့ဒီမှာခဏဆောင်တော့အမေခုတည့်ရတီယူလာခဲ့ပြီမေအဲလိုပြောပြီးတော့မိရွှေစားကလေးမလေးဟာတည့်ရတီရှာဖို့အတွက်ထွက်သွားလိုက်တော့ပြန်တန်းပြန်တန်းနဲ့မိရွှေစားကလေးမလေးဟာတည့်ရတီချောင်တွေ့သွားပါအောင်အဲဒါကြောင့်တည့်ရတီယူဖို့အတွက်တည့်ရချန်နယ်ကိုတွားလိုက်ပါအောင်အဲနောက်မှာတော့မိရွှေစားကလေးမလေးဟာတည့်ရပေပေါ်မှာထိုင်လိုက်တော့တာပေါ့ဒီချန်နယ်မှာတည့်ရတီတွေအများကြီးပဲတားလေးကူကူအတွက်ဘယ်တည့်ရတီယူသွားရမလဲမသိဘူး အဲဒီအချိန်မှာပဲမုံစိုးတယောက်ကရှောင်းလာပါတော့နောက်တော့မိရွှေစားကလေးမလေးကိုကြည့်ပြီးပြောလိုက်ပါရင်ဝါဒီနေ့အတွက်ငါရဲ့အသားကောင်တွေ့ပြီအဲဒီစားကလေးမကိုငါနဲ့အတူအိမ်ခေါ်သွားပြစ်မယ်အဲလိုပြောပြီးတော့မုံစိုးကမိရွှေစားကလေးမလေးကိုတိုက်ခိုက်လိုက်ပါတော့မိရွှေစားကလေးမလေးကလည်းတန်ရာရှာပြီးတော့တစ်ပင်ပွားနေအောက်ကိုပြုတ်ကျသွားပါတော့အဲဒီနောက်မှာမုံစိုးကမိရွှေစားကလေးမလေးကိုယူပြီးတော့ထွက်သွားလိုက်ပါတယ် အဲ့ဓာရီအားလုံးကိုမနီမဝေးမှာထိုင်နေတဲ့စတူရွေရကြည့်နေရပေါ့အဲ့နောက်မှာစတူရွေရမြင်မြန်လေးတောင်းတဲ့အသွားပြီးတော့မိရွှေစားကလေးမလေးကိုမုတ်ဆိုးဝတိုက်ခိုက်ပြီးတော့သူနဲ့အတူခေါ်သွားလိုက်တဲ့အချိန်ကျင်းငတ်တွေအားလုံးပြောပြလိုက်ပါအခုဘလုံးလုံးပြီးတော့ကုကုကိုပြောပြရမလဲသူ့ရဲ့အမေကဒီလောကကြီးမှာမရှိတော့ဘူးဆိုပြီးတော့လေအဲ့လိုပြောပြီးတော့ရွှေဝါစားကလေးမလေးကအငူလိုက်ပါငါတို့ကိုယ်တိုင်ကဒီလိုအားနေနေ ခုခုကိုဘလို့လုပ်ပြီးအားပေးနိုင်ပါလဲအခုကစပြီအိတ်ကလေးလေးကိုငါတို့ပဲဂယူဆိုင်ဆောက်ရှောက်ရတော့မှာအဲလိုပြောပြီးတော့ဂျင်းငတ်တွေအားလုံးကကုကူးစာကလေးရဲ့အဲကိုရှောက်လာကြပါအောင်ရယ်အနီတို့အားလုံးကအဲကိုလာလေကြာလားဒါပေမဲ့အမေကအိမ်မှာမရှိဘူးအမေကသားအတွက်တည့်ရတီသွားယူနေရယ်အနီတို့ထိုင်ကြလေအမေလည်းအိမ်ပြန်လာနေတော့ပြီတားလေးကုကူးတားရဲ့အမေကဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူး တာလီရဲ့အမေမုံဆိုးတယောက်က ထိခိုက်အောင်လုပ်ပြီးတော့သူနဲ့အတူခေါ်သွားလိုက်တယ်။သူနဲ့အတူခေါ်သွားပြီးအဲ့ဒီကောင်နားထောင်ပြီးတော့ကူကူလေးကရှော့ရသွားပါအောင်ရယ်ခဏတာအတွက်လုံးဝတိတ်ဆိတ်ပြီးငြိမ့်သက်သွားပါရဲ့။အဲ့နောက်မှာကူကူစာကလေးကရှိုက်ကြီးတငင်းနဲ့ငိုတာပေါ့။ဂျင်းငတ်တွေအားလုံးကလည်းကူကူစာကလေးကိုနှစ်သိမ့်ပေးပြီးတော့အင်ကိုပြန်သွားကြပါအောင်ရယ်။ညာလဲမိုးချုပ်သွားတော့တာပေါ့။ဒါပေမဲ့လည်းကူကူစာကလေးကအိတ်မပြောင်းဖြစ်နေပါရဲ့။ ဘာလို့လဲဆိုရင်ကကူးစာကလေးကအမြဲတမ်းသူ့ရဲ့အမိနဲ့အတူအိတ်တဲ့အချင်းရှိရာကြောင့်မှနောက်တော့ကကူးစာကလေးကကြောက်လေကြောက်နေရပေါ့အဲ့ဒီချိန်မှာပဲအိမ်တကောက်လာခောက်ပိုင်းအိမ်နောက်မှာရွှေဝါစာကလေးမလေးကအိမ်နဲ့ဝင်လာပိုင်းတားလေးကကူးဒီနေ့ကစပြီးတော့အတီးရဲ့အိမ်မှာအထူးထူးလာနေဟုတ်ပြီလားတာလာတော့ကြရအောင်အိမ်နောက်မှာတော့ရွှေဝါစာကလေးမလေးကသူ့နဲ့အတူကကူးစာကလေးကိုခေါ်ပြီးအိမ်ကိုခေါ်လာလိုက်ပိုင်းရွှေဝါစာကလေးမလေးက ကူကူကိုစောက်ရှောက်ပေးရပေါ့။နောက်နေ့မနက်မှာတော့ကူကူစာကလေးကသူ့အမေကိုတတိယရင်နဲ့ပြောလိုက်ပါရင်အမေဒီနေ့ကသားရဲ့မွေးနေ့လေအမေသာသားနဲ့အတူရှိသေး။သားရဲ့မွေးနေ့ပွဲတခန့်တနားနဲ့ကျင်းပပေးလောက်မှာ။အဲဒီလိုမျိုးကူကူစာကလေးပြောနေရအဲဒီလိုမျိုးကူကူစာကလေးပြောနေရအားလုံးကိုရွှေဝါစာကလေးမလေးကကြားတော့ပါရင်အဲဒီနောက်မှာရွှေဝါစာကလေးမလေးကကျင်းငက်တွေအားလုံးပြောလိုက်ပါရင် ဒါပေမဲ့ဘလို့လုတ်ပြီးတော့အချိန်တော်တော်လေးအတွင်မှာကုကုအတွက်ဘက်တီးပါတီကိုကျင်းပပေးနိုင်ပါလေတကယ်လို့အလုပ်တွေအားလုံးခွဲပြီးလုပ်မယ်ဆိုရင်တော့ကျင်းပပေးနိုင်မှာပါဒါဆိုကောင်းပြီလေငါအခုဈေးသွားပြီးတော့လိုအပ်တဲ့ပစ္စည်းတွေနဲ့ပူပေါင်းဝယ်လာခဲ့မယ်ဒါဆိုငါကုကုအတွက်ဘတူကြီးရဲ့မိဘုံတွေအများကြီးလုပ်ပေးမယ်ငါကတော့ကုကုအတွက်ကိတ်လုပ်လိုက်မယ်ဘက်တီးပါတီအတွက် အားလုံးပြင်ဆင်ပြီးရဲ့နောက်မှာတော့ရွှေဝါစာကလေးမလေးကကုကုစာကလေးကိုတောင်းခေါ်လိုက်ပါရယ် ကုကုစာကလေးကသူ့ရဲ့ဗတ်တီအတွက်ပြင်ဆင်ပေးထားတာကိုကြည့်ပြီးအရန်ကိုဝမ်းသာသွားပါ යි အဲဒီနောက်မှာတော့ကုကုစာကလေးကပြောလိုက်တော့တာပေါ့အနီတို့ကအမေပြင်ဆင်ပေးထားတဲ့အတိုင်းပြင်ဆင်ပေးထားတာပဲအဲဒီနောက်မှာတော့ကုကုစာကလေးကကိတ်ခွဲလိုက်ပါ යි အဲဒီနောက်တော့ကုကုစာကလေးကအရင်ဆုံးရှေဝါစာကလေးမလေးကိုကိတ်ကျွေးလိုက်ပါ යි ပြီးတော့ကျင်းငတ်တွေအားလုံးလည်းကိတ်လိုက်ကျွေးလိုက်ပါ යි အဲဒီနောက်မှာကျင်းငတ်တွေအားလုံးက ဗတ်ဒီပါတီကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆင်နွှဲလိုက်ကြရတာပေါ့ကူကူးစာကလေးကိုလည်းအမြဲတမ်းကိုယ့်ရဲ့သားလိုမျိုးသဘောထားပြီးတော့စောက်ရှောက်ကြရတာပေါ့ဂိမ်းအခုလိုမျိုးစိတ်ဝင်စားကြတက်ကတော့ပုံမြင်လေးတွေကိုနားထောင်ကြနေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ပုံမြင်အသစ်လေးတွေတင်တိုင်းသိရှိနိုင်အောင်လည်းဘေးနားနိုတီခလာလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်